Hello အားလုံးပဲမင်္ဂလာပါအခုသင်္ကန်းစာနေစပြီးတော့ကျွန်တော်တို့အာ mongoose ပေါ့နော် mongoose ကိုကျွန်တော်နည်းနည်းလေးဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်အာ okay အဲ့တော့အဲ့ဒါမလုပ်ခင်ကျွန်တော်အရင်ဆုံး coding setup အရင်လုပ်လိုက်မယ်အခုသင်္ကန်းစာမှာကျွန်တော် express js ကိုတုံးမယ်ပေါ့နော်ဒီ web server အတွက်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီဟာ desktop မှာဒီမှာ text ဆိုရဲ server လေး sorry server လေး folder လေးတစ်ခုရှိတယ်ဒီ test ထဲမှာကျွန်တော် folder လေးတစ်ခုကျွန်တော်ဖန်တီးလိုက်မယ်အာ test mongoose လို့ အဲမွန်ဂူးစ်လို့ကျွန်တော်ပြောလိုက်မယ်โอเคအဲဒီကောင်လေးကိုကျွန်တော်ဒီထဲကို drag ကလမ်းပြီးလှုပ်လိုက်မယ်ဒီမှာဟိုဟာโอเคအဲတော့ကျွန်တော်ဒီထဲမှာအာတာမီနယ်ဖွင့်လိုက်မယ်ပေါ့နော် npm init-y ဆိုပြီးတော့ enter dash ခေါက်လိုက်မယ်โอเคကျွန်တော်တို့ package.json လေးတခုအာဖန်တီးပေးလိုက်မယ်ပေါ့နော်အဲ့မှာသူက AM ဟို application ရဲ့ဒီ point ပေါ့နော် main main ထဲမှာကျွန်တော်ရေးရတဲ့ဘယ်အကောင်စပြီးတော့ run ပါလဲဆိုတာ index.js ပေါ့နော်ဒီမှာ okay ကျွန်တော်ကတော့ပြင်ခြင်းလည်းပြင်လို့ရတယ်ပဲဆိုလိုတာဟောဒီကောင်ဆိုလိုတာဒီကောင် app app.js ကျွန်တော်ပြောင်းခြင်းလည်းပြောင်းလို့ရတယ်ကိစ္စမရှိဘူး okay ထားပါတော့ app.js okay define ကျွန်တော်ဖန်တီးလိုက်မယ်ပြီးရင်ဒီ package.json မှာပဲကျွန်တော်အများကြီးတော့မရှင်းပြတော့ဘူးပေါ့နော်ဟို အာ wash လမ်းပြီး wash command လေးတခုကျွန်တော်ဖန်တီးလိုက်မယ် wash command ပေါ့နော် okay ဒီကောင်ကဘာလုပ်မလဲဆိုတော့ node မော်နဲ့အာဒီ app.js ကိုလမ်းပြီးတော့အာ run မယ်ပေါ့နော်အခုကျွန်တော်ဒီ app.js မှာစပြီးတော့ code လာပြီးတော့အာရေးမယ်ပေါ့နော် address ကျွန်တော် express ရှင် add နဲ့ express ဒီ package ကိုကျွန်တော် why ရှင် add express okay express okay ဒီနေ့လေးကျွန်တော်ကြည့်လိုက်မယ် okay Okay ဒါဆိုရင် Express installation လောက်တာအောင်မြင်သွားပြီ။အောင်မြင်သွားပြီဆိုတော့ဒီမှာ console.log နဲ့ HTTP လို့ hello လို့ကျွန်တော်ပြောလိုက်မယ်။ပြီးမှရင်ကျွန်တော် okay yan watch နဲ့ကျွန်တော် let me watch လုပ်ကြည့်မယ်။အဲဒီမှာ hello ဆိုတာထွက်လာတယ်ပေါ့နော်။ဒါဆိုဟို note မောကဒီ server restart ပြန်ပြန်ပြီးလုပ်ပြီးနေရပေါ့နော်။ဒီဟာလာပြီးတော့ run နေတော့ okay ရပြီ။ရပြီဆိုတော့ကျွန်တော်အခုစပြီးတော့ express server တခုဖန်တီးမယ်ပေါ့နော်โอเคโอเคအဲ့တော့ဒီမှာ import ကိုဟာ keyword တွေကျွန်တော်ဖန်တီးလို့မရ ES syntax ပေါ့နော်ဒီ syntax တွေကျွန်တော်ရေးလို့မရဘူးရေးလို့ရအောင်လို့ဒီမှာ type မှာအာ module ကျွန်တော်ပြောင်းပေးလိုက်ရင်ရပြီပေါ့နော်ဒါဆို ES syntax တွေရေးလို့ရပြီ import နဲ့ express from express okay ဒီမှာ type type ဒီလိုနေရဗျာကျွန်တော် terminal split လုပ်လိုက်မယ် yarn add နဲ့ add dybs type select နောက်က package name ပေါ့နော်အခုက express ပေါ့နော်ဒါ တိုက်မမြင်တော့ကျွန်တော်ကုတ် intelligence မရဘူးเนาะဘယ်အဲ့ဟိုဒီထဲမှာရှိတဲ့ method တွေ properties တွေပါဒီဘာမှကျွန်တော်ဟိုဒီမှာ suggestion လာမထုတ်ဘူးပေါ့เนาะ okay အဲ့တော့ဒီမှာဒါဆိုပြောက်သွားပြီပေါ့เนาะ a type ဖန်တီးပြီးလာရင် cos နဲ့ ab equal express ကိုကျွန်တော်တို့လမ်းပြီးတော့ခေါ်ထားမယ် function လမ်းပြီးတော့စောက်ထားမယ်ဒီမှာ app.list ရဲ့ listen နဲ့အရှိမပေါ့ပေါ့နော်ပေါ့တုံးတောင်မှာလမ်းပြီးတော့ run မယ်ပြီးွားရင် console.log နဲ့ server running လို့ကျွန်တော်ပြောလိုက်မယ်โอเคဒါဆိုဒါ server တခုဖန်တီးပြီးသွားပြီပေါ့เนาะအဲ့တော့အခု app. get method နဲ့ select route ကိုလိုက်ဆိုရင်ဒီမှာ request နဲ့ sorry request နဲ့ response နဲ့ response တစ်ချက်လုပ်လိုက်မယ် response.json နဲ့ hello ဆိုတဲ့ဒီ string လေးတစ်ချောင်း response လာပြီးလုပ်လိုက်မယ်ပေါ့เนาะဒီတစ်ချက်ကျွန်တော် set ကြည့်အောင် local host အာပေါ့နံပါတ်3000ကိုလာခေါ်ကြည့်လိုက်ရင် okay hello ဆိုတဲ့ဟာလေးအာထွက်လာတယ်ဒီမှာလာပြီးတော့ကျွန်တော် response လုပ်လို့ရရေပေါ့နော် okay အဲ့တော့အာဒီဟာလေးကိုနားလဲမယ်လို့ထင်တယ်အဲ့တော့နောက်သင်္ကေတတစ်ခုမှကျွန်တော်တို့တကယ် MongoDB နဲ့အာစပြီးချိတ်ဆက်ပြီးအလုပ်လုပ်မယ်ပေါ့နော်ဒီရဲ့ project လေးကိုပေါ့နော် okay အားလုံးပဲကျေးဇူးပါ